မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မတ်လ17ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့ညီနောင်မဟာမိတ်ပီတာစွာဖြင့်အခက်အခဲများကိုစူးစီးကြောဖြတ်သွားရန်အမြဲအသင့်ရှိနေတယ်လို့ MNDAA ထံ TNL နဲ့ AA သုံးလွှာပေးပို့တဲ့သတင်းကိုတင်ပြပေးပါမယ် ညီနောင်မမိပိသားစွာဖြင့်အခက်ခဲများကိုစူးစီးကြော်ဖြတ်သွားရန်အမြင်အသင့်ရှိနေတယ်လို့ MNDAA ထံ TNL နဲ့ AA သုံးလွှာပေးပို့ခဲ့ပါတယ်မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ဖွဲ့စည်းမှုနှစ်ပတ်လည်နေ့သို့ညီတော်မဟာမိတ်အဖွဲ့များဖြစ်တဲ့အရခတက်တော် AA နဲ့တအောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL တို့ကမလ၁၇ရက်နေ့မှာတောင်းလွှာပေးပို့ခဲ့ပါတယ်။ကိုကန့်အမျိုးသားထုတစ်ရက်လုံးနဲ့ MNTJP MNTAA အဖွဲ့အစည်းရဲ့စည်ရေးနိုင်ငံရေးယူမန်းချက်များမှာအတိုင်းအတာတစ်ခုအထိအထမြောက်ခဲ့ပြီးတော့စည်ရေးနိုင်ငံရေးယူမန်းချက်များအလုံးစုံအထမြောက်တဲ့ဤသူကိုကန့်ဒီတာယခုထက်အေးချမ်းသာရာစီပင်ဖွံ့ဖြိုးတိုးတက်သည့်အထိဆက်လက်ကြိုးပမ်းအားထုတ်ကြရန်ညီတော်မာမိတ်စိတ်တဲ့အဖြစ်ဖြင့်တိုက်တွန်းလိုက်ကြောင်းဆိုထားပါသည်လာလက်တန်သောကာလများမှာရင်ဆိုင်ကြုံတွေ့ရမယ့်အခက်အခဲများရှိလာပါကလေညီနောင်နှစ်ဖွဲ့အနေဖြင့်ညီနောင်မာမိတ်ပီတာစွာဖြင့်စူးစီးကြောဖြတ်သွာ ွားကြရန်အမြဲအသင့်ရှိနေတယ်လို့တောင်းလွားမှာဖော်ပြထားပါရခင်ဗျာဆလဘီနထိုးကြီးနဲ့ဝက်လူရဲစခန်းမှာထွက်လာတဲ့စေကောင်စီအဖွဲ့အားတော်လန်ရေးတပ်များတိုက်ခိုက်ရာမှာစေကောင်စီအဖွဲ့ဝင်25ဦးတိဆုံးပြီးဘူမှုဝင်းလှိုင်ဦးနဲ့ဘူကြီးအောင်ကိုကိုအပါ14ဦးဖမ်းဆီးရမိတဲ့တရင်ကို တင်ပြပေးပါမယ်။မန္တလေးတိုင်းမြင်းကြံခရိုင်နထိုးကြီးမြို့နယ်ဝက်လူရဲစခန်းမှာထွက်လာတဲ့ တက်မှတရားတလောက်ခံစစ်ကောင်စီအင်အား200ခန့်အားမြင်းချံခရိုင်တရင်လီတရင်30နထိုးကြီးမြို့နယ်ပကဖားနယ်မဟာမိတ်ပူပေါင်းအဖွဲ့တို့မှချက်တွင်းပိုးရွာအနောက်တောင်ဘက်မှာမလ9ရက်နေ့မှာပူပေါင်းတိုက်ခိုက်ခဲ့တယ်လို့အမှတ်၁စစ်ဒေသကထုတ်ပြန်ထားပါတယ်တိုက်ပွဲတွင်စစ်ကောင်စီအဖွဲ့ဝင်25ဦးသေဆုံးပြီးတော့ဗိုလ်မှူးဝင်းလိုင်ဦးနဲ့ဗိုလ်ကြီးအောင်ကိုကိုအပါ14ဦးဖမ်းဆီးရမိခဲ့ပါတယ်စစ်ကောင်စီထံမှလက်နက်44လက် MA1 19လက် MA2 2လက် MA3 9လက် လက် MA5 နှစ်လက်အပါအဝင်60မမပြောင်းတူ87မမစိန်ပြောင်း 5.56G အတောင်12000နဲ့ကြီတောင်မျိုးစုံ60မမ G 28လုံးနဲ့ကြီမျိုးစုံ LPG ပို့ကြည်ရှစ်တောင်အီနာကာ၂၁လုံး၊နေမိုင်၅လုံး၊လက်ပြဘုံ၁၁လုံး၊လပ်တော့၂လုံး၊စက်သွေးဆက်၂လုံးသိမ်းဆည်းရမိခဲ့ပါတယ်။တိုက်ပွဲအတွင်းမိတီလာနဲ့တတဥမတက်လာတဲ့ဂျက်တိုက်လေရင်ဖြင့်လေချောင်းနှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီးတော့နထိုးကြီးမျိုးနယ်ပောက်ကောက်ဖရဲဘော်နှစ်ဦးမြင်းမြတ်စွာကြာဆုံးခဲ့ရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးရန်ကုန်မြို့နေရာအနှံ့အပြားမှာတော်လန်လူငယ်များမှ ILO Implement Article 33 on Myanmar now 2025စသားပါရုပ်ပုံများအားကင်ဆောင်ပြီးတပ်ပုံကမ်ပိန်းဖြင့်လှုပ်ရှားတဲ့သတင်းကိုတင်ပြပေးပါမယ်။မလ17ရက်နေ့ဒီကနေ့မှာစစ်ကောင်စီတပ်များလုံခြုံရေးတင်းကျပ်ထားတဲ့ရန်ကုန်မြို့နေရာအနှံ့အပြားမှာတော်လန်လူငယ်များမှ ILO Implement Article 33 on Myanmar now 2025စသားပါရုပ်ပုံများအားကင်ဆောင်ပြီး ဓာတ်ပုံကမ်ပိန်းဖြင့်လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါသည်။ဤလှုပ်ရှားမှုဟာမြန်မာအလို့သမားတူရဲ့အခြေခံလွတ်လပ်ခွင့်လုံပိုင်ခွင့်နဲ့အခွင့်အရေးများအပေါ်မတရားဖိနှိပ်တားမြစ်ခြင်းများပြုလုပ်နေတဲ့အကြမ်းဖက်စစ်ကောင်စီအားအပြည်ပြည်ဆိုင်ရာအလို့သမားရေးရာအဖွဲ့ ILO အနေဖြင့် Article 33ဖြင့်ထိရောက်စွာအရေးယူပေးပါရန်တောင်းဆိုတိုက်တွန်းလိုခြင်းဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့စီးရီးသတင်းတွေကိုတော့ Radio NUG သတင်းတောက်မင်းတီဟန်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။